မင်္ဂလာပါခင်ဗျာကျွန်တော်ကဒီသင်ခန်းစာလေးမှာဆိုရင်တော့ AI ကိုအသုံးပြုပြီးတော့မှုံငားနေတဲ့ဓာတ်ပုံတွေကိုကြည်အောင်ပြုလုပ်တဲ့နည်းလမ်းလေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ် ကျွန်တော်တို့တကာတလေမှာကိုယ့်ရဲ့ဖုန်းကင်မရာနဲ့ပဲဖြစ်ဖြစ်အခြားကင်မရာတွေနဲ့ပဲဖြစ်ဖြစ်ကျွန်တော်တို့ဓာတ်ပုံတွေရိုက်တဲ့အခါမှာကင်မရာတွေက resolution တွေသိပ်ပြီးတော့မကောင်းတဲ့အတွက် ပုံတွေကကျွန်တော်တို့ resolution တွေအရန်ကျနေတာမျိုးတွေမှုံမှောဝါးကြီးတွေကျွန်တော်တို့ဖြစ်နေတာမျိုးတွေကြုံတွေ့ရပါတယ်ဒီရက်ပုံတွေကိုကိုယ့်ရဲ့လုပ်ငန်းထဲမှာပြန်ပြီးတော့အသုံးချတဲ့အခါမှာမှုံမှောဝါးကြီးတွေဖြစ်နေတဲ့အတွက်ကျွန်တော်တို့မလားမပတွေမတတ်မရက်တွေဖြစ်နေတတ်ပါတယ် ဒီလိုမျိုးတွေမဖြစ်အောင်ကျွန်တော်တို့မှုံလာနေတဲ့ဓာတ်ပုံတွေကို AI ကိုအသုံးပြုပြီးတော့မှစက္ကန့်ပိုင်းအတွင်းမှာပဲကြည်လင်လာတဲ့ပုံလေးတစ်ပုံရအောင်ကျွန်တော်တို့ပြုလုပ်လို့ရပါတယ်။ဒါလေးတွေကျွန်တော်တို့လက်တွေ့ပြပေးဖို့ရအတွက်ကျွန်တော်တို့ AI ကိုသုံးပြီးတော့ပြုလုပ်မှဖြစ်တဲ့အတွက်ကိုယ့်ရဲ့ကွန်ပျူတာလေးမှာအရင်ဆုံးအင်တာနက်ချိတ်ပေးထားဖို့လိုပါတယ်။အင်တာနက်ချိတ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ AI website လေးတွေကိုဝင်ဖို့ရအတွက် Chrome browser လေးတစ်ချက်လောက်ဖွင့်လိုက်ပါမယ်။ ဖွင့်ပေးသွားပြီဆိုရင်တော့ကျွန်တော်တို့ search bar လေးမှာ piga ai ဆိုပြီးတော့မှကျွန်တော်တို့ရိုက်ထည့်ပေးရပါမယ်ကျွန်တော်တို့ရိုက်ထည့်ပေးရမယ့် ai website နာမည်လေးက piga ai ဆိုပြီးတော့မှကျွန်တော်တို့ရိုက်ထည့်ပေးမယ်ပြီးရင်တော့ကျွန်တော်တို့ enter လေးခောက်ပေးလိုက်ပါမယ် enter ခောက်လိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့အခုလိုမျိုးနေရာလေးရောက်လာပါလိမ့်မယ် piga ai ဆိုတဲ့ထည့်ကိုကျွန်တော်တို့ဆက်ပြီးတော့မှဝင်ပေးလိုက်ပါမယ် ျွန်တော်တို့ဒီမှာပြီးကားအရင်ဆိုတဲ့အထက်ဝင်လိုက်တာနဲ့တပြိုင်နဲ့ကျွန်တော်တို့အခုလိုမျိုးနေရာလေးကိုရောက်ရှိလာပါလိမ့်မယ်အခုမှကျွန်တော်တို့ကပြီးကား AI ဆိုတဲ့ website ထဲကိုစပြီးတော့မှဝင်လာဆိုရင်ကျွန်တော်တို့ဒီရဲ့နေရာလေးမှာကျွန်တော်တို့လူပုံသဏ္ဍာန်လေးပေါ်နေပါလိမ့်မယ်ဒီနေရာမှာရှိနေတဲ့လူပုံစံ icon လေးကိုကျွန်တော်တို့ကတစ်ချက်လောက်နှိပ်ပြီးတော့ကိုယ့်ရဲ့ Gmail account နဲ့ကျွန်တော်တို့ပြီးကား AI မှာကျွန်တော်တို့ account ဖွင့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ account ဖွင့်လိုက်တဲ့အခါမှာဆိုရင်တော့ကျွန်တော်တို့ဒီမှာ ဒီ pre credit အနေနဲ့ကျွန်တော်တို့၄ခုပေးတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်တရက်ပြီးက AI ဆိုတဲ့ website AI website လေးကကျွန်တော်တို့ pre ပေးတာနဲ့တဲ့အတွက်ကျွန်တော်တို့ကပုံတွေကို open သုံးချင်တယ်ဆိုရင်တော့ကျွန်တော်တို့ဝယ်ပြီးတော့မှသုံးရမယ်ပေါ့နော်အဲ့တော့ကိုကဝယ်ပြီးတော့မသုံးချင်ဘူး pre အနေနဲ့ပဲသုံးချင်တယ်ဆိုရင်တော့ဒီမှာကျွန်တော်တို့ gmail account တစ်ခု create လုပ်လိုက်တာနဲ့တပြိုင်တည်း ဖရီကရက်ဒစ်အနေနဲ့ကျွန်တော်တို့က၄ခုရပါတယ်၄ခုရတဲ့အခါမှာကျွန်တော်တို့ဓာတ်ပုံတွေကိုကျွန်တော်တို့ကပြည့်ပြည့်ကျင်းနေဆိုရင်တော့ပုံလေး၄ပုံပဲကျွန်တော်တို့ကပြည့်လို့လို့ရမှာဖြစ်ပါတယ်ဒီတော့ကိုကပုံတွေကိုလည်းအများကြီးလုံးစရာမလို့တပုံနှစ်ပုံလောက်လေးပဲကျွန်တော်တို့ကပြည့်လို့ချင်နေဆိုရင်တော့ဒီရဲ့ website နေရကျွန်တော်တို့တော်တော်လေးအဆင်ပြေပါတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာကမဝါနေတဲ့ဓာတ်ပုံတွေကိုကြည်အောင်ပြည့်လို့မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာရှိနေတဲ့ ဖိုတိုဆိုတဲ့ထဲကိုကျွန်တော်တို့ကတစ်ချက်လောက်ဝင်ပေးရပါမယ်။ဒီရက်နေရာလေးမှာကျွန်တော်တို့ဒီမဲ့တစ်ချက်ကြည့်မယ်။ဖိုတိုဆိုတဲ့ထဲကိုကျွန်တော်တို့ကလစ်တစ်ချက်နှိပ်ပြီးတော့ဝင်ပေးရပါမယ်။ဝင်လိုက်တဲ့အကောင်မှာဆိုရင်တော့သူကအခုလိုမျိုးလေး before နဲ့ after အနေထားလေးကျွန်တော်တို့ပြပေးနေပါတယ်။ကျွန်တော်တို့ဒီဘက်ကမှုံသွားနေတဲ့အနေထားလေးတွေကိုကြည်လောင်ကျွန်တော်တို့ပြုတ်လုပေးတဲ့ပုံစံလေးပေါ့အောက်မှာကျွန်တော်တို့ကဒီမှာပုံလေးတွေလည်းကျွန်တော်တို့ရွေးပြီးတော့มาပြောင်းလို့ရပါတယ်ကျွန်တော်ဒီပုံစံအနေထားလေးပဲထားလိုက်မယ်အဲ့တော့ကိုယ့်ရဲ့ကွန်ပျူတာထဲမှာရှိတဲ့ ကိုယ့်ရဲ့ဓာတ်ပုံလေးတွေပုံဝါနေတဲ့ပုံလေးတွေကိုကြည်အောင်ပြလို့လိုတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဘက်ဘေးမှာရှိနေတဲ့ select photo ဆိုတဲ့တဲကိုဆက်ပြီးတော့ဝင်လိုက်ပါမယ်။ဝင်ပြီးသားပြီဆိုရင်တော့ကိုယ့်ရဲ့ computer ထဲကကိုပြုလို့လိုတဲ့ဓာတ်ပုံလေးကိုကျွန်တော်တို့ရွေးပေးရပါမယ်။ကျွန်တော်ကတော့နမူနာအနေနဲ့ကျွန်တော်ရဲ့ဓာတ်ပုံလေးကိုတစ်ချက်လောက်ကျွန်တော်ဖွင့်လိုက်ပါမယ်။ဒါကြောင့်ဒီရဲ့အောက်ဆုံးလေးမှာရှိနေတဲ့ဒီပုံလေးကိုနမူနာပြုလို့ပြပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်ဆက်လက်လေးပြပြီးတော့မှ open ဆိုပြီးတော့လုပ်လိုက်ပါမယ်။ အိုပန်လောလိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ဒီရဲ့နေရာလေးမှာ AI website ကနေပြီးတော့မှသူ့အလိုလိုကျွန်တော်တို့မှတ်ဝါနေတဲ့ပုံလေးတွေကိုကြည်လည်လောက် resolution တွေအားကောင်းလောက်သူ့အလိုလို ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ကပုံလေးတစ်ပုံပြုလုပ်လိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ free credit လေးကကျွန်တော်တို့ကတစ်ခုရော့သွားတာကိုတွေ့ရပါလိမ့်မယ်ဒီမှာကကျွန်တော်တို့၄ခုပဲရတာဖြစ်တဲ့အတွက်ပုံလေး၄ပုံပဲ free အနေနဲ့ကျွန်တော်တို့ပြုလုပ်လို့ရမှာဖြစ်ပါတယ် လေးခုပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကဒီမှာဝယ်ပြီးတော့တောင်းရင်တောင်းဒါမှမဟုတ်ကျွန်တော်တို့ကနောက်ထပ် Gmail account အသစ်တစ်ခုနဲ့ထပ်ပြီးတော့မှ create လုပ်ပေးရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီရဲ့ Bika AI ဆိုတဲ့ website လေးရဲ့ကျွန်တော်တို့အားနည်းချက်လေးဖြစ်ပါတယ်သူက free ပေးတာကျွန်တော်တို့နည်းနည်းလေးနဲတယ်ပေါ့နော်အဲ့တော့အခုဒီမှာဆိုရင်ကျွန်တော်တို့ကခဏလေးစောင့်လိုက်တဲ့အခါမှာဆိုရင်သူလိုလိုကျွန်တော်တို့မှောက်ဝါနေတဲ့ဓာတ်ပုံလေးတွေကိုကြည်လင်လောင်းကျွန်တော်တို့ပြစ်လုပေးသွားတာကိုတွေ့ရပါလိမ့်မယ် ျွန်တော်တို့ဇွန်လေးဆွဲပြီးတော့မှကြီးလိုက်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ပုံကတော်တော်ကိုမှကျွန်တော်တို့ကွာတာကိုတွေ့ရပါတယ်အဲ့တော့ဒီဘက်ဘေးကပုံကကျွန်တော်တို့လုံးဝမလောက်ရသေးတဲ့ပုံဒီဘက်ဘေးကပုံကတော့ကျွန်တော်တို့ဒီမှာမှောင်ဝါနေတဲ့ဓာတ်ပုံလေးတွေကိုကြီးလင်းလောင်ပြည့်လုံးလိုက်တဲ့ပုံလေးဖြစ်ပါတယ်ပုံကကျွန်တော်တို့ကတော်တော်လေးကျွန်တော်တို့ကွာခြားတာကိုတွေ့ရပါတယ်ဒီတော့ကိုယ့်ရဲ့စိတ်တိုင်းကြလေးဖြစ်သွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ download ဆိုတာလေးကိုကျွန်တော်တို့နှိပ်ပြီးတော့ကိုယ့်ရဲ့ကွန်ပျူတာထဲမှာ download ဆွဲထားခဲ့လို့ရပါတယ် ထောက်ထားတဲ့ဓာတ်ပုံလေးတွေကဘယ်နေရာမှာရောက်သွားလဲဆိုရင်တော့ကိုယ့်ရဲ့ကွန်ပျူတာမှာကျွန်တော်တို့ this pc ဆိုတဲ့အထဲကိုဝင်ပြီးတော့ download ဆိုတဲ့အထဲကိုဝင်လိုက်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ဓာတ်ပုံလေးကဒီနေရာမှာသူက download ဆွဲထားတဲ့ပုံလေးရောက်ရှိလာပါလိမ့်မယ်။အဲ့တော့ဒီပုံလေးကိုကျွန်တော်တို့ကတစ်ချက်ဖွင့်ကြည့်လိုက်ပါမယ်။ဒီပုံကိုကျွန်တော်တို့ဖွင့်ကြည့်လိုက်တဲ့အခါမှာဆိုရင် ဒီ AI website လေးရဲ့နောက်ထပ်အားနည်းချက်လေးတခုထပ်ပြီးတော့တွေ့ရပါတယ်။ဒါကဘာလဲဆိုရင်တော့ကျွန်တော်တို့မှော်ဝါနေတဲ့ဓာတ်ပုံတွေကိုတော့သူကကြည်လင်အောင်ပြုလုပ်ပေးတာတော့မှန်တယ်။ဒါပေမဲ့ကျွန်တော်တို့ Pika AI ဆိုတဲ့သူ့ရဲ့ website နာမည်ဒီ watermark ကြီးကျွန်တော်တို့ပါနေတာကိုတွေ့ရပါတယ်။ကိုကတကယ်လို့ဒီရဲ့ watermark တွေပါနေလို့မကြိုက်ဘူးဆိုရင်တော့ကျွန်တော်တို့အခြား ် AI website တွေကနေပြီးတော့မှ watermark remover 2ရင်နဲ့ထပ်ပြီးတော့ဖြောင်းဖြောင်းဒါမှမဟုတ်ကျွန်တော်တို့ photoshop ကိုသုံးတတ်တယ်ဆိုရင် photoshop သုံးပြီးတော့မှအဲ့ဒီ watermark ပုံလေးကိုကျွန်တော်တို့အလွယ်တကူဖြောက်ပြီးတော့မှအသုံးပြုလို့ရပါတယ်ဒါဆိုနားလည်လောက်မယ်လို့ထင်ပါတယ်ဒါကတော့ကျွန်တော်တို့ pika AI ဆိုတဲ့ AI website လေးကိုအသုံးပြုပြီးတော့မှုံဝါနေတဲ့ဓာတ်ပုံလေးတွေကိုကြည်လင်လာအောင်ပြုလုပ်တဲ့နီလန်လေးဖြစ်ပါတယ်လောက်ရတာလဲလွယ်ကူတဲ့အတွက်ကျွန်တော်အားလုံးသိအောင်ညွှန်ဝေပေးလိုက်တာဖြစ်ပါတယ်ကိုကိုယ်တိုင်လက်တွေ့လိုက်ပြီးတော့မှ လေ့ကျင့်ကြည့်ပေးပါအကယ်၍ကိုယ်ကိုယ်တိုင်လေ့ကျင့်တဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ်ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့မှမေးမြန်းပေးလို့ရပါတယ်အခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းနာလိုက်ပါမယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ